အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရှိရပီဒီယိုမှာထိုင်းစီလေလုံး20ကိုတင်ပြထားပြီးဖြစ်ပါတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်အလေထိုင်းလေလုံးဂျူရီနီကိုမိတ်ဆွေများလေလာလို့ရအောင်တင်ပြသွားမှာဖြစ်ပါတယ်ဒီနံပါတ်1အနေနဲ့0569အလေထိုင်းရတယ်ပေါ့နော်395ဆိုတဲ့အတွက်ကြောင့်မို့9အလေထိုင်းဖြစ်ပါတယ်နံပါတ်2မှာတော့20အရာ9တုံများ34အလေထိုင်းတဲ့က63များ3ဆိုတဲ့အတွက်3များအလေထိုင်းဖြစ်ပါတယ် နံပါတ်3မှာခွန်ရှိတဲ့နည်းအလေထိုင်၄လုံးထဲကနေ့တစ်လုံးအလေထိုင်6နေ့လျှောက်ဖြစ်ပါတယ်။နံပါတ်4 5 6ထဲက၄ရှိတဲ့ရှစ်တစ်လုံးအလေထိုင်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်5ကိုယ်တုံများ34အလေထိုင်တဲ့ကကိုအလေထိုင်5ကိုရှိဖြစ်ပါလေ။နံပါတ်6မှာတော့ကျွန်တော်တို့တွင်အရာတင်း5လျှောက်ထဲက1အလေထိုင်1 1လျှောက်ဖြစ်ပါလေ။နံပါတ်9 0569အလဲထိုင်တဲ့က9အလဲထိုင်693များဖြစ်ပါတယ်နံပါတ်7မှာတော့93များ34အလဲထိုင်၄လုံးထဲက9တလုံးအလဲထိုင်59တုံးဖြစ်ပါတယ်ခင်ဗျာ969တုံးများထဲက3များအလဲထိုင်9တုံးများလေးဖြစ်ပါတယ်နံပါတ်10မှာတော့69တုံးများတည်ဆပြရတဲ့တုံးများအတလုံးအလဲထိုင်9တုံးများ3ဖြစ်ပါတယ်နံပါတ်71 2369ထဲက3တလုံးအလဲထိုင်336ဖြစ်ပါတယ် နံပါတ်7မှာတော့9 3များ3 4အလဲထိုင်လင်းလုံးထဲက4အလဲထိုင်3များ4တိဖြစ်တယ်ပေါ့နော်။နောက်ထပ်နံပါတ်73မှာ9 6 9 3များအလဲထိုင်ထဲက6 6 6 6ခွန်ဆိုတဲ့အတွက်6အလဲထိုင်ဖြစ်ပါတယ်။6 9 3များတင်မှာတော့3များအလဲထိုင်6 3များ6 9 6 9 3အလဲထိုင်ထဲက6အလဲထိုင်6 6နေဖြစ်ပါတယ်။6 6နေပြီးတော့6 6 9ပေါ့နော်။တင်းတင်း9 6အလဲထိုင်ရတာဖြစ်ပါတယ်။ 6အလဲထိုင်ပဲထပ်ပြီးချပေးသွားတာဖြစ်တယ်ခင်ဗျာနောက်ထပ်6ရှောင်းကားပြီးတော့9ရှောင်းနဲ့တပင်ပါဆိုရင်နေ့3ရှောင်းခွန်အလဲထိုင်တဲ့က6အလဲထိုင်ချပေးသွားတယ်ဗောနော်တောင်များလေးလေးတပင်ပါကြတော့3လေးခွန်ချစ်တဲ့က4အလဲထိုင်ဖြစ်ပါတယ်တုံညာလေးလေးဖြစ်ပါတယ်ခင်ဗျာโอเคနံပါတ်19ကိုဆက်ပြီးလေ့လာကြည့်ရမယ်ဗောနော် နံပါတ်6အနေနဲ့အတွင်းအရာ69နေ3ထဲကနေနေတိဆိုတဲ့အတွက်နေတလုံးအလေထင်ချပေးသွားတာဖြစ်ပါတယ်။နံပါတ်20မှာတော့တုံမြတိ45အလေထင်၄လုံးထဲက၄အလေထင်83ဖြစ်ပါတယ်။23မှာနေ3 6ခွန်ထဲက6အလေထင်83နံပါတ်20နဲ့နေမှာတုံမြတိ45အလေထင်ထဲကတုံမြအလေထင်နေတုံမြ9ဖြစ်တယ်ဗောနော။နောက်ထပ်20နဲ့3 နေ3ရောက်ခွန်မှာခုနှစ်အလေထိုင်ခုန်ခုန်ကိုဖြစ်ပါတယ်။နောက်ထပ်24နဲ့4တုံများတက်5ထဲက3များအလေထိုင်ခွန်3များ3များပေါ့နော်။24နဲ့5မှာတော့ရောက်ခွန်3များတက်ထဲကခုနှစ်အလေထိုင်3ခွန်ခွန်3ခွန်ခွန်ပြီးတော့8 6လေးရှာပြီးသွားတယ်ဗျာနော်အဲ့ဒီမှာတော့9တုံများ3လေးထက်က9အလေထိုင်ဖြစ်ပါတယ် ချစ်ကိုလေးပြီးတော့9 6 3တပြည်မှာဆိုရင်တင်းနေ9 6ထဲက6အလေးထိုင်9 6 3 9 6 3ပြီးတော့6 8ခွန်ချပေးသွားတယ်ဗောနော်အဲ့ဒီမှာခွန်8တင်းနေအလေးထိုင်ထဲက6အလေးထိုင်ဖြစ်ပါတယ်နောက်ထပ်20နဲ့9မှာနိနေခွန်ဆိုတဲ့အတွက်ကြောင့်မို့နိအလေးထိုင်ချပေးသွားတာဖြစ်ပါတယ်နိနေခွန်ပြီးတော့3 8 8ဗောနော်3 4ခွန်8အလေးထိုင်ထဲက6အလေးထိုင်3 8 8ဖြစ်ပါတယ်3 8 8ပြီးတော့ ကိုချိန်မှာ3တုံများကိုစပီးချပေးသွားတယ်ဗောနော်အလဲထိန်လေးလုံးကတုံများအတေလေး၅ထဲကတုံများအလဲထိန်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကသူရှားပေးသွားတဲ့အားလေးဖြစ်ပါတယ်ဗောနော်မိတ်ဆွေများတည်အောင်ပြန်လေးပြပေးရှင်းဖြစ်ပါတယ်ပင်ရှင်အလဲထိန်လေးလုံးယူတဲ့နေ့ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ရဲ့တွင်ဒီကိုကျွန်တော်အတူတူလေးလာကြည့်အောင်လားခင်ဗျာ အလဲထိုင်လေးလုံးယူတဲ့နေ့ကိုကျွန်တော်နေ့စားကနေတပင်ရှင်ပြပေးတော့မှာဖြစ်တယ်ဗောနော်။ Okay ဒါဆိုရင်ကျွန်တော်တို့အတူတူလေးလာကြအောင်လို့ဗောနော်။အလဲထိုင်လေးလုံးယူတဲ့နေ့ဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့အပိတ်လေးလုံးကိုလည်းထပ်မံတင်ပြဖို့ရှိတယ်ဗောနော်။ဒါလေးကတော့အလဲထိုင်လေးလုံးယူတဲ့နေ့ကိုကျွန်တော်တူတူပေါင်းကြည့်မယ်ဗောနော်။ဒီနေ့နဲ့ချိန်ပေါင်းရှင်းဒီလေး လေးနဲ့တုံများနဲ့မြောက်တော့လေးပဲအတုံများပဲပေါ့နော်လေးလေးရှင်းရှင်းနှာပေါင်း73ခွန်3ဒီက23 6နှစ်ကြိမ်က7ဆိုတော့3နဲ့ဒီနှစ်နဲ့ပေါင်း9 9နဲ့ဒီပေါင်းရှင်း6ဖြစ်ပါတယ်ဒီခုနှစ်နဲ့ကြိမ်ပေါင်းရှင်း74ကိုဒီ9နဲ့ပေါင်းတာ9လေးနဲ့6ပေါင်း30 3 9ပေါင်းရှင်း12ရတဲ့အတွက်နှစ်3 3ကို3နဲ့ပေါင်းတာ6ခွန်နှစ်3 6ခွန်အလေးထိုင်တဲ့ကခွန်ခွန်9ဖြစ်ပါတယ် ခုနှစ်အလဲထိန်ဖြစ်ပါရခင်ဗျာနေ့3 6ခွန်ထဲကခုနှစ်အလဲထိန်009ပါနော်ဒီနေ့အတိုင်းပဲကျွန်တော်009တပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြအောင်ခွန်က၄ချိန်၅ချိန်6ချိန်ပါနော်ခွန်6ဒီ40နဲ့နှစ်ကိုနှစ်ပဲရည်မယ်ကုန်၆ပေါင်း၈၅ကိုနေနဲ့ပေါင်းရင်ဆက်ခွန်ခွန်ပဲရည်တယ်ဒီ၄က၄ချိန်၁၆ပေါ့နော်၈နဲ့ချိန်ပေါင်းရှင်းလဲ၁၆ဆိုတဲ့အတွက် 6နဲ့6နဲ့ပေါင်းရှင်7နှစ်ဖြစ်ပါတယ်9ကြိမ်7 4နဲ့5ပေါင်းရှင်9ပါဆိုရင်ဒီနေနဲ့9နဲ့ပေါင်းရှင်900ရတယ်ဗောနော်နေ9 9နဲ့9ပေါင်းဆက်ရှင်7နဲ့2ပေါင်း20ဗောနော်တုံများအတိတိကို3ပေါင်းတော့လေ5တုံများတင်လေးကအလေထိန်တဲ့ကနောက်ထပ်တစ်ပြင်မှာခွန်ခွန်ကိုပြီးတော့ခွန်တုံများတုံများဖြစ်တဲ့အတွက်အဲ့မှာတုံများအလေထိန်ချပေးသွားတယ်ပေါ့နော်။ဟုတ်ကဲ့နောက်ထပ်ခွန်နာကြိမ်ပေါင်းရှင်း၁၄ နေ့ရှိတဲ့စေဒီ9နဲ့ပေါင်းတော့9ဒီနေ့3လီက6 4နဲ့ချိန်ရှိဆိုတော့ကျွန်တော်တို့ဒီမှာအဲရှင်းနဲ့ရှင်းနဲ့က16ရှောင်းနဲ့ပေါင်းတာ7နဲ့9နဲ့ချိန်30ဒီ9နဲ့ပေါင်းရှင်း9 9 30 4နဲ့ပေါင်းရှင်း6 9 9 3ပေါင်း30တစ်အဲ့ဒီမှာ3ခွန်ခွန်ဆိုတဲ့အတွက်ကျွန်တော်6ခွန်တော်များတဲ့အလေထိန်၄လုံးထက်က9လုံးအလေထိန်3ခွန်ခွန်ရှာပြီးသွားတာဖြစ်ပါတယ် ခွန်ဒီတော့နဲ့ချိန်ပေါင်းရှင်း6ပါเนาะခွန်လေးဒီ28ဆိုတော့6နဲ့7ပေါင်းရှင်း74ကို၄ပဲရေးมาဖြစ်ပါတယ်ဒီနေ့နဲ့6နဲ့ပေါင်းတာ8 7နဲ့9ပေါင်း73 93ဒီ15ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်း၄ဆိုရတဲ့6နဲ့4ပေါင်း30 5တလုံးကြံမယ်ပါเนาะနေ့နဲ့9ပေါင်းရှင်းခွန်3ခွန်30 4 5ပေါင်း9 9တော့များကို3နဲ့ပေါင်းတာ3 4 ကိုတော်များ၃လေးအလေထိုင်တဲ့က၈ကိုလေးဆိုတဲ့အတွက်ကြောင့်မို့ကိုတလုံးအလေထိုင်ခြားပေးသွားတာဖြစ်ပါတယ်။ Okay ၈ကိုလေးတပင်က နေထပ်ပေးလိုက်တာကြည့်အောင်ကိုလေး36 8နဲ့36 6နဲ့6ပေါင်း12ရာမှာဖြစ်ပါတယ်။ဒီ9နဲ့တပေါင်း6 6နဲ့3ပေါင်းရှင်ကို73024ပါနော်တင်းနှံချိန်က2ဆိုတော့0 2 6 6ခွန်ပေါင်း73ဖြစ်ပါတယ်။ 3ပဲရည်မှာပေါ့နော်6နာချိန်စနစ်ကို9နဲ့ပေါင်းရင်စက်ခွန်9ပဲရည်မှာဖြစ်ပါတယ်3 90 2 97တင်းနဲ့96အလေးထိန်ရမှာဖြစ်ပါတယ်ဒီနှစ်ကို3ပေါင်းလိုက်တာပေါ့နော်နှစ်တင်း96ထက်က963ဆိုတဲ့အတွက်6အလေးထိန်ဖြစ်ပါတယ်ဟုတ်ကဲ့963တပင်ကနေ6800ရှစ်အလေးတိုင်းချပေးတော်တဲ့တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်6440နဲ့5964 4နဲ့3ပေါင်းရှင်း900မှာဖြစ်ပါတယ် 9345ပေါ့နော်9ခဏချိန်ပေါင်းချင်းဒီ14ဖြစ်ပါတယ်ဆိုတော့ဒီမှာပေါင်းချင်း300မှာဖြစ်ပါတယ်ခင်ဗျာ59 99ပေါင်း59ပေါင်း99ပေါင်း73ပေါ့နော်ဆိုတော့အဲ့မှာပေါင်းချင်းခွန်ခွန်ရှင်းတင်းနဲ့အလေထိန်ဆွေးပြီးရတာဖြစ်ပါတယ်6 8 9ဆိုတဲ့အတွက်ချစ်အလေထိန်ချပေးသွားတယ်ခင်ဗျာ9 8တင်းနေတဲ့ကချစ်အလေထိန်6 8 9 နောက်ထပ်တစ်ပြင်ပါနော်ရှင်သေးဒီ30နဲ့နှစ်ကိုဒီ6နှစ်ကြာင်7နှစ်ဆိုတော့အပေါင်းရှင်သေး336ချောင်းနဲ့ပေါင်းတာ7နှစ်7 3နဲ့24 25ပေါ့နော်ဒီနှစ်ဒီနှစ်နဲ့ဒီ9နဲ့ပေါင်းခွန်4နဲ့နှစ်ပေါင်း6 6နဲ့9ပေါင်း7တိခွန်ပေါင်းတာ8ဆိုရတဲ့အတွက်8 9 9 3တာ7နှစ်7 3နှစ်နှစ်ခွန်ချပေးသွားတာဖြစ်ပါတယ် ဒါကြောင့်မို့နေ့အလေးထိန်ဖြစ်ပါရယ်ခင်ဗျာ၈၉နေ့၃ရက်ကနေ့အလေးထိန်ပေါ့နော်ဒီနေ့အတိုင်းပဲနေ့နေ့ခုတစ်ပင်ကနေနောက်ထပ်တစ်ပင်ထပ်ပြီးလေ့လာကြည့်မယ်ဒီမှာနေ့က၄ချိန်၅ချိန်၆ချိန်နေ့၆လီစနစ်ရမယ်ပေါ့နော်ရှင်းနေ့၄ပေါင်စနစ်နေ့နေ့တစ်ပေါင်၃၇၃လီ၂၁၄၃လီစနစ်ဆိုတော့ပေါင်ရှင်း၃ရမှာဖြစ်ပါတယ်၃များနဲ့၅ပေါင်ရှင်းကောင်က နှစ်3 9နဲ့ပေါင်း33တလုံးချန်တဲ့အတွက်3 4ကို3ပေါင်းတော့ခွန်6 388ဖြစ်ပါတယ်။အဲဒီမှာရှစ်အလေထိန်ချပေးသွားတာဖြစ်တဲ့ပေါ့နော်။တပန်းဒီ388ကနေထပ်ပေးလေတာကြည့်အောင်။ရှင်းလေးလီ30နှစ်3နှစ်ချိန်6 6နှစ်နှစ်ပေါင်းတာ8ရှင်းနှစ်နှစ်ပေါင်း33မြောက်63 78ပေါ့နော်ရှင်းနှစ်4ပေါင်း7နှစ်73လေးဒီလေးနဲ့5ပေါင်း9 ရှစ်သုံးပေါင်းနာ၁၁တင်းနဲ့၉ပေါင်း၁၀တုံများတစ်တစ်ကိုသုံးပေါင်းနာလေးငါအဲ့မှာသုံးတုံများကိုရှာပေးသွားခဲ့တဲ့အတွက်ကြောင့်မို့တုံများအလေထင်ဖြစ်ပါတယ်တုံများတစ်လင်းငါးထက်ကတုံများအလေထင်ရှာပေးသွားတာဖြစ်တယ်ဗျာနော်โอเคဒီနေ့အတိုင်းပဲနောက်ထပ်တစ်ပြင်ဒီသုံးနှစ်ချိန်ပေါင်းရှင်း၆ကို6ဖြစ်ပါတယ်ရှင်းနဲ့တစ်ပေါင်းရှင်းက9ဒီ9နှစ်ချိန်30ဗျာနော်6 3 48ရှင်းနဲ့9ပေါင်းရှင်း79 နေဒီနေ့နဲ့ဒီ9ပေါင်းခွန်ဆိုတော့ခွန်ခွန်ပေါင်း14ကိုရှောင်းနေပေါင်းရင်20 29 9တုံများ34အလေထိန်ဆိုပြီးတော့ဒီ20ရဲ့အလေထိန်၄လုံးရတယ်ဗောနော်ဒီအာကိုခွန်ခွန်9ခွန်တုံများတုံများ3ခွန်ခွန်6ကိုလေးအနေတပင်ရှင်းပြန်ပေးထားရှင်ဖြစ်ပါတယ်စာညီတော့မပြတော့ဘူးဗောနော်အဲ့ဒီမှာကျွန်တော်ပြန်ပြီးညီကြအောင်ခွန်8တင်းနဲ့မှာ68ခွန်ဖြစ်ပါတယ် နစိနေရှင်မှာခွန်ရှင်းတင်နေမှာရှောင်းရှင်းခွန်ရှေကိုနေတော့ဒီမှာရှေကိုနေတော့ဆိုပြီးပြထားတယ်ဗောနော်ပြီးရင်3 4ရှင်းမှာ3 8ရှင်းတင်3 4ရှင်းမှာ3 8ရှင်းတုံများတင်၄၅မှာ3တုံများ9 9တုံများ3 4အလေးထိန်ဆိုပြီးရမှာဖြစ်ပါတယ်ဗောနော်9တုံညာ3 4အလေးထိန်ဆိုပြီးတော့တကျွန်တော်20အရာဒီအလေးထိန်၄လုံးရနေတာလေးကိုကျွန်တော်ပြန်လဲမြောက်ဝီရှင်းတာဖြစ်ပါတယ် ီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ